ရသမြအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ AK Moral Stories Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ Sumitra ဟာအယန်းကိုချိန်တာတတ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ Sumitra ရဲ့သားကအလွန်ကြီးမားတဲ့ကုမ္ပဏီကြီးတစ်ခုမှာအလုပ်လုပ်နေပေမဲ့လည်းနေတိုင်းပတ်စံချိန်တာဖို့ပဲအမြဲတမ်းတွေးနေတတ်ပါတယ်။တရမှာတော့ Sumitra ကအင်ကိုတန်ရှင်ရေလုံးနေရင်းနဲ့ခါမာရုတ်တရက်ဆိုသလိုနာကျင်မှုတစ်ခုဖြစ်သွားတာကိုခံစားလိုက်ရပါတယ်။ ိုးဖျားရင်ငါတို့သိပြီပဲငါရဲ့ခါလီကတော့သွားပါပြီအရင်တော့ကလေးကငါမှခန်းနာရဲ့ဝေဒနာဆိုတာမရှိခဲ့ပါဘူးအခုလိုပုံစံတိုင်းသာဖြစ်နေမယ်ဆိုရင်ဘယ်လိုလုပ်ရမှာလဲတကယ်ရောက်မှဟုတ်ကဲကြပါအောင်လို့ပြောနေပါတော့တယ်အဲ့ဒီချိန်မှာပဲထိုနေရာကိုတားဖြစ်သူအဘီနဖ်တယောက်ရောက်လာပါတယ်အမေရဲ့အမေကိုအင်ကူတယောက်ခေါ်ထားဖို့ကျွန်တော်ပြောထားတာပဲတစ်ခါရှိနေပြီလေအဲ့လိုမျိုးငါလိုက်လို့အမေအတွက်လည်းပို့ပြီးတော့အထောက်အကူဖြစ်တာပေါ့အမေကအခုဒီလိုအသက်ရွယ်ကြီးထိတောက်လျှောက်အလုပ်တွေလုပ်နေရောမလို့လား တိတ်ဆန်းသားလေးမင်းပဆက်ဖွင့်ပြီးစကားပြောလိုက်တာနဲ့စပြီးအတုံးစီအကြောင်းပဲပြောတော့တာပဲတကယ်လို့မင်းအမေအတွက်ဒီလောက်တောင်စိတ်ပူပေးနေတာဆိုရင်မင်းဘာလို့အခုထိအိမ်ထောင်မပြူရသေးတာလဲချွေမတယောက်သားအင်ကိုရောက်လာခရင်ကလည်းအလုပ်တွေကနေအနားယူလို့ရတာပေါ့အဘိနက်ကသူ့အမေရဲ့စကားကိုကြားပြီးမဲ့လည်းဘာမှစမပြောပဲအလုပ်သွားဖို့သာထွက်သွားခဲ့ပါတယ်ဒီလိုနဲ့အရင်အနေငယ်ကြားပြီးရဲ့နောက်မှာတော့ဒီနေ့မှအင်တကားစီကနေဘဲလ်မီတန်တစ်ခုထွက်ပေါ်လာခဲ့တယ် ်ဘဲအတန်ကြောင့်ဆူမီဒရာတယောက်တကားဖွင့်လိုက်တဲ့အချိန်လေဘင်းမှာပန်ကုန်းဆုတ်ထားတဲ့မိန်းလေးတယောက်နဲ့အတူသူ့ရဲ့အဘီနက်ကိုတွေ့လိုက်ရတယ်။အိုးအင်ကိုချွေးမလီတယောက်ရောက်လာပြီထင်တယ်။အဘီနက်တာဒါရီယာဘာရီလဲဒီဟာရီကရောဘာရီဖြစ်နေရလဲ။အမေပြောချင်တာဒီမိန်းကလေးကဘာတူလဲမင်းကရောပြားဆက်အဖွဲထဲဝင်နေရလားလို့မေးလိုက်တယ်။အမေသူ့ရဲ့နာမည်ကတော့အနာယာပါကျွန်တော်တို့ညကလက်ထပ်လိုက်ပြီး သူကတန်းကျွဲ့တတိတယောက်ရဲ့တူးတီးသောသမီးလေးပါအမေသူရဲ့အဖေကကျွန်တော်တို့နှစ်ယောက်လက်ထပ်တာကိုဘယ်တော့မှသဘောတူမှာမဟုတ်တဲ့အတွက်ကျွန်တော်တို့ဘာသာတရားရုံးမှာသွားပြီးလက်ထပ်ခဲ့ကြရတာဒီစကားကိုကြားတော့စမီဒရာတယောက်အယံကိုပြောရှင်းသွားခဲ့တယ်သူသားလေးကတန်းကျွဲ့တတိမလေးကိုလက်ထပ်လိုက်တာကြောင့်အနာရကိုလည်းပျော်ပျော်ရွှင်ရွှင်နဲ့လက်ထပ်လိုက်ပြီးအိမ်ကိုခေါ်လာခဲ့တယ်နောက်တနေ့မနက်မှာတော့စမီဒရာကသူ့ချိန်မှအခန့်တကာကိုခေါ်လိုက်ပါတယ်ချိန်မလေးအနာရ မြ мян ပြင်ဆင်ပြီးတော့ထွက်လာခဲ့ပါဦး။ဒီနေ့မှမင်းရဲ့ပထမဆုံးမိဖို့ကြောင့်တလေလောက်ရမှာလေ။အဲ့ဒီစကားကိုကြားရတော့အနာယာတယောက်ကအယံကိုစိတ်လှုပ်ရှားသွားခဲ့တယ်။အိုးဖျားကြီးပထမဆုံးမိဖို့ကြောင့်နဲ့လား။အမေတမီအခုပဲအဝယ်လဲပြီးအပြင်ကိုထွက်လာခဲ့မယ်။အနာယာလေးကစိတ်ထားကောင်းပေမဲ့ချမ်းသာရမိသားစုရဲ့တူတီသောသမီးလေးဖြစ်တာကြောင့်အိမ်လုပ်တွေကိုတခါမှမလုပ်ခဲ့ဘူးပါဘူးခနာကြမှာတော့အနာယာကအဝတ်စားလဲပြီးအောက်ထပ်ဆင်းလာခဲ့ပါတယ် လာချွေးမလေးအခုမင်းရဲ့ပထမဆုံးမိဖို့ကြောင့်တလေးအတွက်အရသာရှိရာလေးတစ်ခုမမြန်ချက်ပြီးတော့ယူခဲ့ပါဦးအနာရကမိဖို့ကြောင့်တဲကိုဝင်သွားပြီမဲ့လေအထဲမှာဘာလို့ရမယ်မသိပဲတွေးတောနေပါတယ်ငါအမေကိုချက်ပြုတ်ပြီးမဲလို့ပြောခဲ့ပြီးမဲတကယ်တမ်းကအမေကြီးပဲချက်တက်တာအခုလဲပထမဆုံးမိဖို့ကြောင့်တလေးမှရောက်ခမကိုလဲခါဆွဲချောက်ပဲသွားကြွေးလို့မဖြစ်ဘူးလေအဲ့လိုတွေးတောနေပြီးအနာရပါချက်ရင်ကောင်းမလဲလို့စဉ်းစားနေခဲ့ပါတယ် ။အိမ်နောက်မှာတော့အနာယာကအကြံတစ်ခုရပြီး online ကနေတက်ဆက်အရသာရှိရဲ့အစားအစာများကိုမှားလိုက်ပါတော့တယ်။အစားတောက်ပို့ပေးတဲ့သူကလည်းအနာယာကိုအိမ်နောက်ဖေးပရင်ပေါက်ကနေတက်ဆက်အစားအစာတွေကိုပို့ပေးသွားခဲ့တယ်။အနာယာကအလျင်မြန်မဲ့အစားအစာတွေကိုပြင်ဆင်လိုက်ပြီးပကံထဲမှာထည့်ကလူတိုင်းကိုစားသုံးရန်ပေးလိုက်ပါတယ်။လူတိုင်းကအစားအစာများကိုစားသုံးပြီးတဲ့နောက်ဆူမီထရာကအလုံးကိုပျော်ရွှင်သွားခဲ့ပါတော့တယ်။ ိုးချွေးမလေးမင်းချက်တာအရန်ကောင်းတာပဲဒီဆန်နုဇန်ကတော့အမကန်ပဲဟိုတယ်ကလို့အရသာရှိတာတကယ်ဟိုတယ်ကဆန်နုဇန်ဆိုရင်တော့အရန်အရသာရှိမှာပေါ့ဟုတ်တယ်မလားဒါဆိုရောက်ကမငေါ့တန်တရားဝင်သွားတာလားချွေးမလေးဘာရီဖြစ်နေရလဲဘယ်ရောက်သွားတာလဲဘာမှမဟုတ်ပါဘူးရောက်ကမကြီးရဲ့ဒီလိုအင်ကြီးမှအလုပ်တွေကိုရောက်ကမတယောက်တည်းလုပ်နေရတာကျွန်မတွေးနေမိလို့ပါအဲ့ဒါကြောင့်ကျမတို့ကိုကူညီဖို့အတွက်အင်ကူတယောက်ကိုထားတဲ့နယ်လို့ထင်တယ် ။အိမ်လုံးလဲကူနိုင်ပြီးတော့မိဖို့ချောင်မှလဲကျမနည်းနည်းပပကူညီပေးနိုင်မှာပေါ့အမေယာ။ကျေးမလေးရဲ့မေယူးများယူနေရလား။ဒီအိမ်လုံးတွေအကုန်လုံးအခုချိန်ထိငါတယောက်တည်းကပဲအိမ်ကိုမပါပဲလုပ်ခဲ့တာ။အခုဆိုရင်ငါခနာကူကဥမင်းသွားခဲ့ပြီးအိမ်လုံးတွေကိုကောင်းကောင်းမလုပ်နိုင်တော့ဘူး။တိုင်းမဲမင်းကတော့အခုမှရောက်လာရလေမင်းကငယ်ရွယ်သေးတယ်ခဏလေးတွဲမှအလုပ်တွေအားလုံးကိုလုပ်နိုင်မှာပါချက်ပြုတ်တဲ့နေရာမှာလဲမင်းစီကနေဘာမှမမျှော်လင့်ထားပါဘူး အနာယာမင်းအခုတော့မဖြစ်မနေချက်ပြုတ်ရတော့မယ်လေဒီလိုနဲ့ပဲအနာယာကအိမ်လုပ်တွေအလုံးကိုလုံးဝပါတော့တယ်အိမ်နာမှာမိဖို့ကြောင့်လည်းကိုဝင်ပြီးဟင်းတွေမချက်ပဲအများရန်လို့လို့အစားစာတွေကိုအွန်လိုင်းကနေမှာယူလေးရှိပါတယ်ဒီလိုနဲ့ရန်နေငယ်ကြလာပြီးတဲ့နောက်ဆမီဒရာကလည်းသူ့ရဲ့ချွေးမချက်ပြုတ်တဲ့ဟင်းသီးဟင်းရွက်တွေကိုစားရလို့အရန်ကိုပျော်ရွှင်နေခဲ့တယ်အနာယာကလည်းရခမချက်ခိုင်းတာကိုချက်ချင်းပဲသဘောတူပြီးစားတော့ဆိုင်တို့မဟုတ်လမ်းပြီးဆိုင်တွေကနေအများရန်လို့လို့မှာယူနေခဲ့တယ်ဒီနေ့မှာလူတိုင်းတမင်စွဲမှာထိုင်နေတော့ဆူမီထရာက ။ချွေးမလေးမင်းရဲ့တန်းကျွဲ့တထေးအဖေကမင်းကိုခွန့်လွတ်ပေးလိုက်ပြီလား။အမေကျမတော့အဲ့လိုမထင်ပါဘူး။ကျမရဲ့အဖေကကျမတို့လက်ထက်တောင်ဘယ်တော့မှခွန့်လွတ်ပေးမှာမဟုတ်ဘူး။သူကကျမကိုတော့လက်မခံတော့ဘူး။ကျမကြောင့်သူ့ကိုလည်းပိုင်ဆိုင်မှုစီးရင်ထက်ကနေတောင်ထုတ်ပယ်လိုက်ပြီးဖြစ်ကြောင်းပြောပြလိုက်တယ်ဒီစကားကိုပြောပြတာနဲ့ပဲအနာယာတယောက်ကအစတင်ထွက်ခွာသွားခဲ့တယ်။ထာယန်းကိုစိတ်ဆိုးစရာပဲငါတော့သူ့ကိုတန်းကျွဲ့တထေးသမီးဆိုတော့သူ့သမီးကိုပတ်စံအများကြီးပေးလိမ့်မယ်လို့ထင်ထားခဲ့တာ။ဒါပေမဲ့အခုတော့သူကလက်ပလာနဲ့ပြန်လာရပြီ။ ချမ်းသာရမိသားစုကနေဆင်သက်လာပေမဲ့လည်းအနာရကစိတ်ထားကောင်းတဲ့အတွက်ဆူမီဒရာကဘာမှထပ်မပြောတော့ပါဘူး။တရက်မှာတော့ဆူမီဒရာရဲ့တငယ်ချင်းအချို့ကသူ့အိမ်ကိုလာလေကြတယ်။လာကြအောင်ထိုင်အချိန်ကြာကြီးနေမှပဲငါ့ရဲ့အိမ်ကိုရောက်လာတော့တယ်။ဟုတ်ပါတယ်မင်းရဲ့ချွေးမတယောက်လာပြီဆိုလို့မိတ်ဆက်ဖို့ငါတို့ရောက်လာတာပြီးတော့သူ့ရဲ့လက်ရာဖြစ်တဲ့ပထမဆုံးအစားအစာအစားချင်လို့ပဲ။သူကလက်ထပ်ထားတာတစ်လောက်အောင်ရှိနေပြီပထမဆုံးလက်ရာတော့ဘယ်လိုဟုတ်တော့မလဲဟာ။ ဟုတ်ပါတယ်ဒါပေမဲ့ငါတို့သူ့လက်ရာကိုအထမအူဆုံးချိန်စားမှမလို့ဒါကငါတို့အတွက်ပထမဆုံးအစားစာပဲလေဟုတ်တယ်မလားအေးစကားကိုကြားတဲ့အခါဆူမီဒရာကချွေးမလေးကိုလှမ်းခေါ်လိုက်တယ်ဟုတ်ကဲ့အမေတမီးကိုခေါ်လိုက်တာလားချွေးမလေးဒါရီကငါရဲ့တငယ်ချင်းတွေသူတို့ကမင်းချက်တဲ့အစားစာကိုစားကြလို့တဲ့အခုပဲမိဖို့ကြောင့်လည်းအမြန်သွားပြီးအရသာရှိရလေးတွေလုပ်ခင်နော်ဟုတ်ကဲ့အမေအနာရကလူကြီးတွေကိုအယုတ်သေးပေးပြီးမြို့ဆောင်တွေကိုဝင်သွားခဲ့တယ်။ဒါပေမဲ့မတော်တဆသူ့ရဲ့ဖုန်းကရေထဲပြုတ်ကျပြီးပါဝါပိတ်သွားခဲ့တယ်။ အိုဖျားကြီးဘာဖြစ်တာလဲငါ့ရဲ့ဖုန်းပါဝါပိတ်သွားပြီအဲ့ဒါဆိုရင်အခုအစားအစာဘလို့လို့မားရတော့မလဲပြီးတော့ငါသာချက်လိုက်ရင်သူတို့စားနိုင်မှာမဟုတ်ဘူးအစားအစာတွေကစားလို့မရအောင်ကိုဖြစ်နေမှာပဲအဲ့နောက်မှာအနာယာကဖျားသခင်ကိုအမြစ်တက်ပြီးတပတ်တပြက်သားချက်ထားတဲ့အစားအစာများကိုလှုပ်လိုက်ပြီးအားလုံးကိုတဲခင်းလိုက်တယ်ကရနာနဲ့ဖီမလာတို့ကအစားအစာကိုစားလိုက်တာနဲ့တပြိုင်နက်သူတို့ရဲ့မျက်လုံးတွေပြူးကျဲသွားခဲ့တယ်။အဲ့ဒီအချိန်မှာဆူမင်ဒရာကသူ့ရဲ့တငယ်ချင်းတွေကိုဘာဖြစ်တာလဲလို့မိလိုက်တော့အမကြီး စကားပြောရရလိုက်ပါတော့မင်းတို့ငါ့ရဲ့ချွေးမလေးကိုချီချူပူရမလားအခုငါ့ရဲ့ချွေးမလေးချက်ထားတဲ့အစားအစာစားပြီးတော့ဘလို့လဲအရန်အရသာရှိသွားတာလေအခုစားကြလေဘာလို့ရှက်နေရလဲစားစားအိုးမဟုတ်ဘူးအမငါတို့ပူဇော်သွားရမှာတတိယသွားလို့အဲ့ဒါကိုတလုံးလေးမှားစားမိသွားတယ်ဟုတ်တယ်ငါလည်းအဲ့ဒါကိုမေ့နေတာလာကရနာမြ мян မဟုတ်ရင်ပူဇော်နောက်ကြလိမ့်မယ်နော် ဟာမင်းတို့ညကတော့တကယ်အထူးဆန်းနေပဲအစားတော့ငါကျွေးမလေးချက်ပြုတ်ထားတဲ့အစားစာကိုစားဖို့မင်းတို့ကိုယ်တိုင်တောင်းဆိုပြီးတော့အခုအစားစာတွေအလုံးပြစ်ပြီးတော့ထွက်သွားရမယ်ပေါ့ရောက်ပါကြရပါကြောင့်အဲ့ဒီလောက်အတင်းကျပ်ပြောနေမှမသိပါဘူးသူခန်းစားချက်ကိုသူပဲသိမှာပေါ့ကရနာနဲ့ဗီမလာတို့ကအစမီဒရိုင်းတငယ်ချင်းကောင်းနေဖြစ်တာကြောင့်သူချွေးမလေးကိုမစော်ကားချင်ကြပါဘူးခဏကြာမှသူတို့ထွက်သွားတဲ့အခါချွေးမလေးမင်းပါရီချက်ထားရလေ ရခမကြီးဒါရီအလုံးကျမချက်ထားတာပါတကယ်အမှန်တရားကတော့ကျမကောက်ကောက်မွန်းမွန်းချက်တတ်တာဘာမှမရှိပါဘူးအခုမှမင်းညာနေရလားချိန်မလေးမင်းငါတို့အရသာရှိတဲ့အစားစာတွေချက်ကျွေးတာပဲနေရတောင်ရှိနေပြီလေအဲ့လိုပြောတဲ့အခါမှာအနာယာကသူ့ရဲ့ရခမကိုအဖြစ်ပြက်တီအလုံးကိုငိုယူကပြောပြလိုက်တယ်အမေ တကယ်တော့တမီဘာမှချက်တတ်တာမရှိပါဘူး။အရာအလုံး online ကနေပဲမှားနေရပါ။ဒါပေမဲ့ဒီနေ့တော့ဖုန်းကရေထဲချပြီးပြတ်သွားတယ်။ဒါကြောင့်မှားလို့မရတော့ဘူး။အဲဒါကြောင့်တမီကအခုတမျိုးမျိုးချက်ကြည့်ဖို့စူးစမ်းပြီးလုပ်ပေးခဲ့တာပါ။ဒါဆိုမင်းကငါ့တငယ်ချင်းတွေကိုလက်တွေ့ဆန်းတက်လိုက်တာပေါ့လေ။ အခုခေတ်ကအစားအစာချက်ပြုတ်တတ်ကြတာမဟုတ်ပါဘူးရီးတွေရိုက်ပြီးကတက်တာပဲသိကြတာလေစမီထရာကအသက်ကြီးနေပြီမို့အိမ်လုပ်တွေအများကြီးမလုပ်နိုင်တော့ပါဘူးဒါပြင်သူဟာချက်ပြုတ်တတ်ခြင်းမရှိရချင်းမတယောက်ရထားတာကြောင့်အလုံးကိုညင်ငွေလာပါတော့တယ်ဒါကြောင့်အိမ်ကိုတယောက်ကိုပဲငားရမ်းပြီးအိမ်လုပ်တွေအလုံးကိုလှောက်ခါရမယ့်အပြင်ချင်းမကိုပါချက်နီးပြုတ်နီးတွေတင်ပေးရတော့မှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ဇလန်လေးကိုကြားနေတဲ့တည်းဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြပါအောင်နော်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်